မင်္ဂလာပါဖရဲသီးစားတိုင်းအသားတွေကိုပဲစားပြီးအခွန်လေးလွတ်ပြစ်နေရဆိုရင်တော့လုံးဝမှားပါတယ်ဒီနေ့လုံးဝတန်ဖိုးရှိတယ်ဖရဲသီးအခွန်ယူထိုးနီးလေးကိုကျွန်တော်ပြန်လဲမျှဝေပေးပါမယ်ဖရဲသီးအခွန်တွေကိုအခွန်နွားပြီးရေသေးချဆေးပြီးတော့မိမိကြိုက်နေတဲ့ပုံစံကိုလုပ်ပေးပါ။တကြားကအချိုစားနိုင်တယ်လို့လုပ်လို့ရပါတယ်။ဒါပေမဲ့တကြားနဲ့တော့ယူဖြစ်မှာမဟုတ်ပါဘူး။အခုလိုမျိုးတကြားတွေကိုနှံ့အောင်အသီးနဲ့ရောပြီးနေပြီးသွားပြီဆိုရင်တော့ကျွန်တော်တို့၄နိုင်ကြာထားပေးရပါမယ်။ ဒါကတော့ကျွန်တော်တကြားရေးစိန်ထားတာအပြင်မှာ၄နိုင်ကြာသွားတဲ့အတွက်တကြားအရေးပြောသွားပြီးဆိုရင်တော့စပြီးယူထိုးပါပြီ။ယူထိုးတဲ့အခါမှာလုံးဝမီးများလို့မရပါဘူး။ပြီးသွားရင်ရေအနှဲငယ်ထပ်ထည့်ပေးရပါမယ်။ရေများလို့လည်းမရပါဘူး။ ကျွန်တော်သုံးထားတာကဖယဲသီးတစ်လုံးဖြစ်ပါတယ်အခုဆိုရင်ကျွန်တော်ရဲ့ဖယဲသီးယိုကစပြီးထိုးလာတာအယောင်ပြောင်းလာပါပြီအခုလိုအယောင်ပြောင်းလာပြီဆိုရင်တော့မီးထက်လျှော့ပြီးသွားပြီဆိုရင်တော့ရေခမ်းတဲ့အချိန်ကျရင်တကြာကြီးတွေပဲကျန်တဲ့အချိန်ကျရင်တော့ကျွန်တော်စားငန်သီးအမှုတ်ကိုထည့်ထားပါတယ်စားငန်သီးအမှုတ်ကိုနှစ်မျိုးလုံးကျွန်တော်အသုံးပြုထားတာဖြစ်ပါတယ်အခုလိုမျိုးစီစီပြစ်ပြစ်လေးဖြစ်လာပြီဆိုရင်တော့ကျွန်တော်တို့ရဲ့ယိုကရသွားပါပြီ ယူထိုးတဲ့အခါမှာအနှဲငယ်သတိထားပါလုံးဝယူကြီးကပျော့ပြဲနေအောင်ထိအောင်မထိုးရပါနဲ့ကျွန်တော်တို့ဒီအနေလေးသူ့ရဲ့ပုံစံမပြတ်တဲ့အတိုင်းယူလေးထိုးသွားပေးပါလုံးဝရှေပါကျွန်တော်ယူတော်တော်များများကိုထိုးဘူးပါတယ်စားလဲစားဘူးပါဒါပေမဲ့ဒီဖေးသည့်အခွန်ယူလောက်ပေးဟာမှမကောင်းပါဘူးသူ့ရဲ့အရသာကထိုးထိုးထိုးနဲ့အရန်ကြီးကိုစားလို့ကောင်းတဲ့အတွက်ကျွန်တော်ပြန်လဲမျှဝေခြင်းဖြစ်